ပြီးခဲ့ပြီသားအတိတ်ကိုအစင်မလိုက်ရဘူးတဲ့မဖြစ်ပေါ်သေးတဲ့အနာဂတ်ကိုမျှော်လင့်တောင့်တပြီးတော့မနေရဘူးတဲ့ဘာကြောင့်လဲဆိုတော့အတိတ်ဆိုတာပြီးခဲ့ပါပြီတဲ့ဘာမှမရှိတော့ပါဘူးတဲ့နော်အနာဂတ်ဆိုတာတကယ်ဖြစ်နေသေးတာမဟုတ်ဘူးဘာမှမဖြစ်သေးဘူးဘာမှမဖြစ်သေးတော့ဘာမှမရှိသေးဘူးပေါ့ဟုတ်လားအဲ့ဒီတော့အတိတ်ဆိုတာပြီးခဲ့ပြီ ဒါကြောင့်ပြန်တွေးမနေနဲ့အနာဂတ်ဆိုတာရောက်မလာသေးဘူးဒါကြောင့်မျော်လင့်မနေနဲ့ဒါကိုပြောတာနော်အဲ့ဒီတော့အတိတ်ဆိုတာကိုပေးတဲ့တို့ကအတိတ်ဘဝတွေလွန်ခဲ့တဲ့နှစ်ပေါင်းများစွာ၃နှစ်၄နှစ်ကမှအတိတ်လို့အဲ့ဒါလို့မထင်နဲ့မနေတော့ကလည်းအတိတ်ပဲလေဟုတ်လား ပြီးခဲ့တဲ့လလည်းအတိတ်ပဲလေဟုတ်ဗျာလုံးလုံးစင်ပြောမယ်ဆိုရင်စိုးစောကဥစဉ်တို့တီလာယူခဲ့တာလေအတိတ်ပဲလေစိုးစောကဏီတန်းစကားလေးတွေပြောနေတာလေအတိတ်ဖြစ်ခဲ့ပြီနော် ောအခုဥစဉ်အတိတ်ဖြစ်ခဲ့ပြီနော်လို့ပြောတာကိုပဲအတိတ်ဖြစ်သွားပြီသဘောပေါက်တယ်နော်အဲ့ဒီတော့ပစ္စုပန်ဆိုတာခခဏလေးခဏလေးဘာမှကြာတာမဟုတ်အချိန်ဆိုတာတကယ်ကတော့ပြည့်ညက်သဘောတကယ်ရှိတာမဟုတ်နော်ပစ္စုပန်ဆိုတာခဏကလေးရုပ်နံတို့ရဲ့ဖြစ်စေခဏလေးဘလောက်မြန်လုံးဆိုရင်တဲ့ဥစဉ်တို့ကြမ်းကန်နေတဲ့ကဥပမာပြောတယ်အင်မတန်ချွန်မြင့်နေတဲ့ပုတ်ဆောက်ဖြားကလေးပုတ်ထိုးတဲ့ဆောက်ဖြားကလေးထက်နေတာပေါ့နော် အဲ့ဒီပုံမှာမုံညင်းစီကလေးတင်လိုက်မယ်ဆိုရင်ဘယ်တော့ကြာကြာနေမလို့တင်လိုက်တာနဲ့လက်ကလွတ်လိုက်တာနဲ့ရှုံးဆိုကြသွားပြီရုံနံတို့ရဲ့တည်တက်နေတဲ့အချိန်လေးဟာဒါဥပမာပေးလို့ရတာလေးကိုပေးတာအဲ့လောက်တောင်မှမချအောင်ဟုတ်လားတစ်စက္ကန့်ပြီးမှတစ်စက္ကန့်ဒီစက္ကန့်ပြီးရင်ဒီစက္ကန့်ဒီစက္ကန့်ရောက်လာရင်ပြီးခဲ့ပြီးသားစက္ကန့်ကအတိတ်ဖြစ်သွားပြီဟုတ်လားအဲ့ဒီလောက်ထိအတိတ်ကိုသဘောပေါက်ပြီးတော့ပြီးခဲ့ပြီးသားကိုထားခဲ့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 တချို့များဆိုရင်ပြီးခဲ့ပြီးသားကိုမထားခဲ့နိုင်ဘူး ီးခဲ့ပြီးသားကြီးကဝန်တို့ဝန်ဘိုးကြီးဖြစ်နေတယ်။လေးတာ။တချို့ဆိုရင်နလန်းကိုမထူဘူးအတိတ်ဝန်တို့ဝန်ဘိုးကြီးကသူ့ကိုဖိထားတာ။ဟုတ်လား။အဲ့ဒါအတိတ်ကိုအဲ့လိုလိုက်နေကြတာ။နော်။တချို့ဆိုရင်အနာဂတ်နဲ့ပတ်သက်ပြီးတော့မျောလင်းပြီးတော့ပြည်လည်းမထင်တော့လည်းပဲရင်မူးမှုမေးလျော့မှုနဲ့ဒီလိုနေတာပဲ။မပြည်လည်းတော့ဘူးထင်မြန်တော့လဲစိုးရိမ်မှုပူပန်မှုတွေနဲ့ဒီလိုနေတာပဲ။အနာဂတ်ကိုလေ။အဲ့ဒီတော့မြတ်စွာဘုရားကအတိတ်ဆိုတာ ီးခဲ့ပါပြီတဲ့အတီတန်တိတ်ဆိုတာပဟိနံချုပ်ခဲ့ပြီပျောက်ခဲ့ပြီဟောမရှိတော့ဘူးအနာဂတံအနာဂတ်ဆိုတာကလည်းပဲအပတ္တံရောက်မလာသေးဘူးအနာဂတ်ဆိုတာဘာမှရေရတာမဟုတ်ဟုတ်လားအနာဂတ်ဆိုတာရောက်မလာသေးလို့မရှိသေးဘူးဒါကြောင့်မြတ်စွာဘုရားကအတိတ်ကိုပြန်ပြီးတော့အစဉ်မလိုက်နဲ့အနာဂတ်ကိုမျှော်လင့်မနေနဲ့ဘာကြောင့်လဲအတိတ်ဆိုတာပြီးခဲ့ပြီ အနာဂတ်ဆိုတာရောက်မလာသေးဘူးတဲ့ရိုးရိုးလေးပြောတာနော်အေးအဲ့ဒီတော့ဒကာဓမ္မတို့ဦးရှင်တို့တို့အချိန်လေးဘလို့ကုန်းနေကြလဲလို့စဉ်းစားရင်ဒီဆုံးမတော်မူချက်ကိုမလိုက်နာဘဲနဲ့အချိန်ကုန်ကြတာများတယ်စိတ်ဟာအတိတ်မှနေတယ်များသောအားဖြင့်စာထဲကတော့မြတ်စွာဘုရားဝိပင်ကဝေဖန်ပြီးတော့အကျေပြောပါတယ်အတိတ်ကိုအစဉ်လိုက်တယ်ဆိုတာဘာပြောတာလဲဆိုရင်တဲ့ဦးစဉ်ကအဲ့ဒါကျတော့ပါဠိတွေမရွတ်တော့ဘူးနော် အတိတ်ကိုအစဉ်လိုက်တယ်ဆိုတာတဲ့ကိုဖြစ်ခဲ့ပြီးသားအစဉ်ပြေမှုလေးတွေဒါဥစဉ်ကအရသကားနဲ့နားလည်အောင်ပြောတာစာထဲကတော့ခန္ဓာ၅ပါးနဲ့ရှင်ပြောတယ်ငါဘယ်လိုရုပ်ဖြစ်ခဲ့တယ်ငါဘယ်လိုခံစားမှုဖြစ်ခဲ့တယ်ငါဘယ်လိုမှတ်သားမှုဖြစ်ခဲ့တယ်အဲ့ဒါလိုတွေးပြီးတော့နှစ်သက်နှစ်သက်နေရင်အဲ့ဒါအတိတ်ကိုအစဉ်လိုက်တာပြီးခဲ့ပြီးသားအစဉ်ပြေမှုကလေးတွေကိုတွေးပြီးတော့ကြည်နူးနေတာပေါ့နော်အဲ့ဒါဗါတဲ့တော့အတိတ်ကိုအစဉ်လိုက်တာ ဒါကိုဒကာဓမ္မတို့ဦးဇင်းတို့တွေကချဲ့ထွင်ပြီးတော့စဉ်းစားရမယ်။တခါတခါပြီးခဲ့ပြီးသားအတိတ်ရဲ့မကျင်တဲ့ချက်တွေကိုပြန်ပြန်ဖော်ဖော်ပြီးတော့စဉ်းစားပြီးတော့စိတ်ရဲ့ပင်မနှွမ်းနယ်မှုစိတ်ရဲ့အညစ်အကြေးတွေကိုယူနေတာတွေမများဘူးလား။များတယ်။အတိတ်မှာစိတ်ဟာနေပြီးတော့အကျိုးမဲ့ပေါင်းအကျိုးမဲ့ဖြစ်ခဲ့ပေါင်းများလာပါပြီ။ဘာမှလည်းအကျိုးရှိတာပေါ့။ဒီတော့အတိတ်ကို လုံးဝမစဉ်းစားရဘူးလို့အဲ့ဒါလို့လည်းပဲ ဟိုဆူလိုတာတော့မဟုတ်ဘူးဘာကြောင့်လဲဆိုတော့ဒေသနာတော်တွေကိုတစ်ခုနဲ့တစ်ခုညှိတဲ့ဖို့လိုတယ်နော်ဒါကြောင့်ဦးဇင်းတို့စကပုံလေးရှိပါလေကြမ်းတက်မခဲကြမ်းညှိခက်တယ်တဲ့ဘာကြောင့်လဲဆိုတော့ဦးဇင်းတို့ရှင်ရာဟုလာကိုမြတ်စွာဘုရားဟောတာတာရှိတယ်အလုတ်တစ်ခုလုတ်ပြီးပြီဆိုလို့ရှိရင်ပြန်စဉ်းစားရမယ်တဲ့ဟောလာပြန်ပြီနော်ဒါကြတော့အတိတ်ကိုစဉ်းစားခိုင်းနေနော်ဘလို့စဉ်းစားခိုင်းတာလဲဆိုတော့ဒါကိုရင်မှုဖို့မေလျော်မှုနဲ့စဉ်းစားတာမဟုတ် ငါအဲ့ဒီလိုလုပ်ခဲ့တယ်ငါအဲ့ဒီလိုပြောခဲ့တယ်ငါအဲ့ဒီလိုကြံခဲ့တယ်အဲ့ဒါငါအတွက်အကျိုးနေသလားသူများအတွက်အကျိုးနေသလားသို့မဟုတ်ငါအတွက်အကျိုးရှိခဲ့သလားသူများအတွက်အကျိုးရှိခဲ့သလားလို့အကျိုးရှိမရှိကိုယ့်ရဲ့လုပ်ခဲ့ပြီးသားအတိတ်လုပ်ရတဲ့နဲ့ပတ်သက်ပြီးတော့ပြန်စဉ်းစားရမယ်တဲ့စဉ်းစားပြီးတော့အကျိုးမရှိဘူးဆိုနောင်တာမျိုးငါမလုပ်ဘူးလို့စဉ်းစားရမယ်အကယ်၍အကျိုးရှိတယ်ဆိုရင်ဒါမျိုးစတဲ့တဲ့ဘုံငါလုပ်မယ်လို့စဉ်းစားရမယ်ဒါမျိုးတော့စဉ်းစားရမှာပေါ့နော် ခုဒကာဓမ္မတို့ဦးဇင်းတို့တွေကအဲ့လိုစဉ်းစားတာအင်မတန်နေပါလေအရှင်ပြည်တာတွေမပြည်တာတွေစဉ်းစားပြီးတော့လောကီလိုလဲအကျိုးမရှိလောကုတ္တရာလိုဆိုတော့ဝေးရောအဲ့ဒါလိုဘာမှအကျိုးမရှိဘဲနဲ့ပြီးခဲ့ပြီးသားအရာတွေကိုတွေးပြီးတော့အလကားစိတ်ရဲ့အညစ်အကြေးတွေကိုစုဆောင်နေတာကိုရည်ရွယ်ပြီးတော့အတိတ်ကိုအစင်မလိုက်နဲ့လို့ပြောလာဒကမကြီးမြတ်သဘောပေါက်တယ်နော်အေးအနာဂတ်ကိုလည်းပဲမမျှော်လင့်နဲ့မတောင့်တနဲ့ ကိုကကောင်းအောင်လုပ်ထားတယ်ဆိုရင်ကောင်းတဲ့အနာဂတ်ကတေချာပေါင်းရှိပါလေဟုတ်လားအခုဒကာမတို့ဦးဇင်းတို့တွေဘဝမှာဖြစ်နေကြရတယ်ဆိုတာကိုယ်စိတ်တိုင်းကြဖြစ်တာလားဖြစ်เสียရရှိတဲ့အတိုင်းဖြစ်တာလားအဲ့ဒါကိုရိုးရိုးလေးသဘောပေါက်ဖို့လိုတယ်ကောင်းတာတွေဖြစ်เสียရရှိရင်ဘယ်သူမှတားမရဘူးကောင်းတာတွေဖြစ်မှာပဲမကောင်းတာတွေဖြစ်เสียရရှိနေသေးတယ်ဆိုရင်လည်းဘယ်သူမှတားလို့မရဘူးမကောင်းတာတွေဖြစ်အောင်မှာပဲ ိုကအနာဂတ်မှာဘလို့ဖြစ်ချင်ပါတယ်မဖြစ်ချင်ပါဘူးဆိုတော့ကိုယ့်ရဲ့စိတ်ဆန္ဒနဲ့ဘာမှမဆိုင်ဘူးအနာဂတ်ကဒီတော့စဉ်းစားနေအပူပေါ့ဟင်ငကိုင်းမြဲအဲ့ဒါဟုတ်လားကိုစဉ်းစားနေဖြစ်စီပူပန်နေဖြစ်စီကြောင်းကြနေဖြစ်စီနော်နေကတော့ဝင်ချိန်တိုင်းဝင်သွားမှာပဲဒီရေကလည်းတက်ချိန်တိုင်းရင်တက်လာမှာပဲဟုတ်ရဲ့လားအဲ့ဒီတော့ဒီအနာဂတ်နဲ့ပတ်သက်ပြီးတော့အကောင်းဆုံးဖြစ်ချင်တဲ့စိတ်ပူပါတယ်ဆိုရင်တကယ်ပူတယ်ဆိုရင်လည်းပဲ အဲ့ဒီအနာဂတ်ကိုကိုကကြိုးပြီးတော့တဆက်ကန်လေးတောင်သွားနေခွင့်ရှိတာမဟုတ်ဘူးဟုတ်လားအနာဂတ်ကိုတကယ်ကောင်းကျင်တယ်ဆိုလို့ရှိရင်ဘာပဲလုပ်လို့ရလဲဆိုတော့အခုပြစ္ဆုတ်ပံကောင်းလိုက်ဖို့ပဲဒါပဲရှိတာရှေ့ကိုနည်းနည်းလေးတောင်ကြိုးနေလို့မရဘူ